မင်္ဂလာပါခမီးမီဒီယာနေပြန်လည်ကြိုဆိုပါရယ်အခုချိန်မှာတော့ခမီးမီဒီယာနေတပတ်အတွင်းတင်ဆက်ခဲ့တဲ့သတင်းတွေကကောင်းလို့ရသတင်းတွေကိုစူးစီးတင်ဆက်သွားမှာဖြစ်ပါတယ်ခုအစီအစဉ်မှာကြည့်ရှုနားဆင်ရမယ့်သတင်းတွေကတော့ကလေးမျိုးတွင်ဒေတာခံပြည်သူတပေါင်းကြောင်ထွက်ပြေးတိမ်းရှောင်နေကြရပြီးအရေးပေါ်အကူအညီများစွာလိုအပ်နေဟာခါမျိုးနဲ့ဇာထယ်ကြီးရရှိ စာတင်ကြောင်းကိုအကျန်းဖတ်စစ်ကောင်စီကလေကြောင်းဖြင့်ပုံကျဲတိုက်ခိုက်ချင်းမျိုးသားတက္ကသိုလ်မှ2026ပညာသင်နှစ်အတွက်မဟာဌာန၃ခုဖွင့်လှစ်မည်ဖြစ်သောကြောင့်တင်နန်းသားများစတင်ခေါ်ယူနေမင်းနက်မျိုးနဲ့အတွင် လူသားချင်းစာနာထောက်ထားမှုနှင့်အရေးပေါ်တုံ့ပြန်ဆောင်ရွက်ခြင်းဆိုင်ရာ လုပ်ငန်းစဉ်များဆောင်ရွက်ရန်စေတနာဝန်ထမ်း၃ဦးခေါ်ယူနေအော်တိုဘာလအတွင်အကျန်းဖတ်စစ်ကောင်စီတိုက်ခိုက်မှုကြောင့်ချင်းပြည်ပါဝင်နိုင်ငံအနှံ့တွင် လေးသူငယ်28ဦးသေဆုံးကမ်ပလတ်မြို့ကိုအချမ်ပတ်စစ်ကောင်စီကဘုံကျဲတိုက်ခိုက်မှုသည် CDF ကမ်ပလတ်စစ်ဦးစီးချုပ်၏မင်္ဂလာဆောင်ပွဲဖြစ်ပြီး၄ဦးအသက်သေဆုံးပြီး15ဦးထပ်မံထိခိုက်ဒဏ်ရာရရှိစားတဲ့သတင်းတွေကို ကြည့်ရှုနားဆင်ရမှာဖြစ်ပါတယ်။စကိုင်းတိုင်းကလေးမြို့နယ်ကလေးတမူလန်းနှင့်ကလေးကံကောလန်းတို့တွင်အချမ်ပတ်စစ်ကောင်စီကအင်အားအလုံးရင်းဖြင့်စစ်ကြောင်းထိုးနေသောကြောင့် ဒေသခံပြည်သူတောင်းကြထွက်ပြေးတိမ်းရှောင်နေကြရပြီးရေးပေါ်ကူညီများစွာလိုအပ်နေကြောင်းကလေးမျိုးလူထုတိုက်ပွဲဥဆောင်ကော်မတီကအောက်တိုဘာလ21ရက်နေ့တွင်ထုတ်ပြန်ထားသည်ကလေးမြောက်ပိုင်းနှင့်တောင်ပိုင်းရှိကျေးရွာ50ကျော်မှဒေသခံပြည်သူတောင်းကြသည်ပြီးလွယ်ရာနေရာများသို့ထွက်ပြေးတိမ်းရှောင်နေကြရခြင်းဖြစ်သည်လက်ရှိတွင်စစ်ဘေးရှောင်နေသူများထဲတွင်တက်ကြီးရွယ်ဦးများ ကိုဝဆောင်မိခင်များနဲ့ကလေးငယ်များပါဝင်ပြီးအရေးပေါ်စားနပ်ရိက္ခာများကျန်းမာရေးကူညီဆောင်ရှောက်မှုများအခြေခံစားတောက်ကုန်များနဲ့အတုံးဆောင်များစသည့်အကူအညီများလိုအပ်နေလျက်ရှိသည်အရေးပေါ်တိန့်ရှောက်နေရသည့်ဒေသခံပြည်သူများ၏လိုအပ်ချက်များအချိန်မီဖြစ်တင်းနိုင်ရန်ကလေးမျိုးလူထုတိုက်ပွဲဥဆောင်ကော်မတီနေဖြင့်အရေးပေါ်တုံ့ပြန်ရေးနှင့်ကူညီရေးအဖွဲ့များဖွဲ့စည်းထားလိုက်ခြင်းဖြစ်ကြောင်းထုတ်ပြန်ထားသည် ထို့ကြောင့်နိုင်ငံတကာရောက်မိဘပြည်သူများဒေသအတွင်းမိဖက်အဖွဲ့အစည်းများပြည်တွင်းပြည်ပရှိဒေါ်လာရေးအားစုများတိုင်းသားအဖွဲ့အစည်းများနှင့်နိုင်ငံတကာအဖွဲ့အစည်းများအနေဖြင့်လက်ရှိကလေးမျိုးနယ်အတွင်းရှိနေရက်တင်းရှောင်နေရသည့်ဒေသခံမိဘပြည်သူတို့၏အရေးပေါ်လိုအပ်နေသည့်အခက်အခဲများစောင့်ကြည့်ကာကုညီပတ်ဖို့ရန်ကလေးမျိုးလူထုတိုက်ပွဲဦးဆောင်ကော်မတီကထုတ်ပြန်ထားပါသည်အရေးပေါ်နေရက်တင်းရှောင်ပြည်သူများအတွက်ကုညီထောက်ပံ့လူသူများအနေဖြင့် NUG Pay SDB Bank account နဲ့ကလေးမျိုး PSSC Office Proton Mail.com ဖြင့်လုံခြုံစိတ်ချစွာကူညီထောက်ပံ့နိုင်ရန်စီစဉ်ထားရှိကြောင်းပြောသည်။လက်ရှိတွင်ရာဇကြိုအရှိခုံသာ အနောက်ခုံသာနန်းဟန်ွဲ့နန်းဆောင်ဘူးကံကြီးကံသာယာကျန်းဆက်ကုန်း56မိုင်လက်ပံချောင်းပြင်းတော်ဦး အောင်ရွာမင်းလမြောက်ချောတော်တာယာကုံစသည့်ကျေးရွာများမှဒိသခံများသည်အနီးနားရှိကျေးရွာများသို့၎င်းကလေးမြို့ပေါ်သို့၎င်းအိန္ဒိယနယ်စပ်ဖက်သို့၎င်းထွက်ပြေးတိမ်းရှောင်ခိုလိုနေကြရကြောင်းဒိသခံများထံမှ သိရပါသည်ချင်းပြည်ဟာခါမြို့နယ်စန်ထန်ဒေသစာထာကျေးရွာရှိစာတင်ကျောင်းသို့အော်တိုဘားလ22ရက်နေ့နနက်တကောင်ကျော်တနအီဝန်းကျင်တွင် ဂျမ်ဖတ်စုကောင်စီကလေကြောင်းဖြင့်ပုံကျဲတက်ခတ်ခဲ့ကြောင်းသိရသည်ဂျမ်ဖတ်စုကောင်စီတက်သည်ဇာထာကြီးရွာရှိစာတေးကျောင်းကိုပြစ်မှတ်ထားကအော်တိုဘာလ21ရက်တကောင်ကျော်12:55မိနစ်တွင်တကြိမ်တနအီခန့်တွင်တကြိမ်စုစုပေါင်း2ကြိမ်ပုံကျဲတက်ခတ်ခဲ့ပြီးကလေးသူငယ်နှင့်ပြည်သူများအပေါ်ပြစ်မှတ်ထားကလေကြောင်းတက်ခတ်ခြင်းလောက်ရအပေါ်ပြင်းထန်စွာကန့်ကွက်သည့်အကြောင်းစန်တောင်စင်ထရယ်ကောင်စီကဆိုသည် စစ်ကော်မရှင်အနေဖြင့်၎င်းတို့ပြုလုပ်မည့်ရွေးကောက်ပွဲအစီအစဉ်အောင်မြင်နိုင်ရေးအတွက်ပြည်သူလူထုပေါ်အကြမ်းဖက်နှီးလန်းဖြင့်ချင်းချောက်ခြင်းနှင့်တိုက်ခိုက်မှုများဆက်လက်ကျူးလွန်နေသည့်ဖြစ်၍ပြည်သူလူထုများအနေဖြင့်စစ်ကော်မရှင်မှကျင်းပမိတရားမဝင်ရွေးကောက်ပွဲတွင်ပူပေါင်းဆောင်ရွက်ခြင်းမပြုလုပ်ရန်အတိပေးထားသည်ထို့ပြင်စာတင်ကြောင်းများကိုအကန့်အသတ်မရှိပိတ်ထားရန်နှင့်လူစုလူဝေးနှင့်ပွဲလန်းတပင်များကိုအသက်နိုင်ဆုံးရှောင်ကျဉ်ကြရန်လဲ Santan Central Council ကထုတ်ပြန်ထားသည် ချင်းပြည်ချင်းလန်းအစိုးရပညာရေးဝန်ကြီးဌာန၏ချင်းမျိုးသားတက္ကသိုလ် CNU မှ2026ပညာသင်နှစ်အတွက်မဟာဌာနသုံးခုဖွင့်လှစ်တော်မူဖြစ်သောကြောင့်တက်ရောက်မိသင်တန်းသားများစတင်ခေါ်ယူနေပြီဖြစ်ကြောင်းအောက်တိုဘာလ20ရက်နေ့တွင် ထုတ်ပြန်ထားသည်မဟာဌာနအလိုက်ခေါ်ယူမိမဟာဌာနနှင့်သင်တန်းအမျိုးသားများမှပညာရေးမဟာဌာနတွင် လုပ်ငန်းခွင်ပညာရေးဒီပလိုမာသင်တန်း2နှစ်ဘွဲ့ကျူပညာရေးဒီပလိုမာသင်တန်း2နှစ်နှင့် ဘွဲ့လွန်ပညာရေးဒီပလိုမာသင်တန်းနှစ်နှစ်တို့ဖြစ်ပြီးဥပဒေပညာမဟာဌာနဥပဒေပညာဘွဲ့ကို၄နှစ်နဲ့ဤပညာနဲ့အသက်မွေးပညာမဟာဌာနတွင်လက်စစ် engineer AGTI နှစ်နှစ်နဲ့မြို့ပြ engineer AGTI နှစ်နှစ်တို့ဖြစ်သည်ပညာရေးမဟာဌာနလုပ်ငန်းခွင်ပညာရေးဒီပလိုမာသင်တန်းနှင့်ဘွဲ့ချုပ်ပညာရေးဒီပလိုမာသင်တန်းအတွက်အရေးချင်းသတ်မှတ်ချက်များမှာ အသက်၁၈နှစ်ပြည့်ပြီးသူ တက္ကသိုလ်ကောလိပ်တခုခုမှဘွဲမရမီရန်နာထားသူတို့မဟုတ်တက္ကသိုလ်ဝန်ထမ်းစာမေးပွဲအောင်ပြီးမှရန်နာထားသူတို့မဟုတ်အကျိုးကောလိပ်အစီအစဉ်မှာဒီပလိုမာသင်တန်းပြီးမြောက်သူတို့မဟုတ် BECA NUG MOE Chillan MOE ပြီးမြောက်သူဖြစ်ရမည်ချင်းပြည်ချင်းလန်းအတွင်းရှိ ပြည်သူကြောင်းသားများတို့မဟုတ်စစ်ပေးဆောင်ကြောင်းများတွင်ပညာသင်ကြားပေးနေသည့်ဆရာဆရာမ ဖြစ်ရမည်ဖြစ်ပြီးပညာရေးလုပ်ငန်းဖြင့်အသက်မွေးဝမ်းကြောင်းပြုရန်ရည်တမ်းသူဖြစ်ပြီးသင်တန်းပြီးမြောက်အောင်တက်ရောက်နိုင်သူဖြစ်ရမည်ဖြစ်သည်ဘွဲ့လုံပညာရေးဒီပလိုမာသင်တန်းအတွက်အရေးချင်းသတ်မှတ်ချက်များမှာအသက်၁၈နှစ်ပြည့်ပြီးသူတုတ်တူတစ်ခုခုမှဘွဲ့ရသူချင်းပြည်ချင်းလန်းအတွင်းရှိပြည်သူကြောင်များသို့မဟုတ်စစ်ဘေးရှောင်ကြောင်များတွင်တာဝန်ထမ်းဆောင်လူသူပညာရေးလုပ်ငန်းဖြင့်အသက်မွေးဝမ်းကြောင်းပြုရန်ရည်တမ်းသူဖြစ်ပြီးတင်နန်းပြီးမြောက်အောင်တက်ရောက်နိုင်သူဖြစ်ရမည်ဟုသတ်မှတ်ထားသည် ဥပဒေပညာမဟာဌာနဥပဒေပညာဘွဲ့ကျိုးတင်တင်နန်းအတွက်အရေးချင်းသတ်မှတ်ချက်များမှာအသက်၁၈နှစ်ပြည့်ပြီးသူတက္ကသိုလ်ကောလိတခုခုမှဘွဲ့မရမီရန်နာထသူသို့မဟုတ်တက္ကသိုလ်ဝန်ထမ်းအောင်မြင်ပြီးမှရန်နာထသူသို့မဟုတ်အကျိုးကောလိအစီအစဉ်မှဒီပလိုမာတင်နန်းပြီးမြောက်သူဖြစ်ရမည်ထို့ပြင်ချင်းပြည်ချင်းလန်းတွင်ဥပဒေပညာဖြင့်တရားဥပဒေစိုးမိုးမှုဖော်ဆောင်နိုင်ရန်အတွက်လိုအပ်သည် မိသည့်နေရာတွင်မဆိုတာဝန်ထမ်းဆောင်နိုင်သူဥပဒေပညာကိုစိတ်ဝင်စားပြီးသင်တန်းပြီးမြောက်အောင်တက်ရောက်နိုင်သူဖြစ်ရမည်ဖြစ်သည်ဤပညာနှင့်တက်မွေးပညာမဟာဌာနလက်စစ်အင်ဂျင်နီယာ AGTI ဒီပလိုမာသင်တန်းအတွက်အရေးချင်းသတ်မှတ်ချက်များမှာ အသက်18နှစ်ပြည့်ပြီးသူတက္ကသိုလ်ကောလိပ်တစ်ခုခုမှဘွဲ့မရမီရန်နာထားသူတို့မဟုတ်တက္ကသိုလ်ဝန်ထမ်းစာမေးပွဲအောင်ပြီးမှရန်နာထားသူတို့မဟုတ်အချို့ကောလိပ်အစီအစဉ်မှာ ဒီပလိုမာသင်တန်းပြီးမြောက်သူဖြစ်ရမည်ထို့အပြင်ချင်းပြည်ချင်းလန်းအတွင်းရှိမိသီးနေရာတွင်မဆိုလက်ရှိအင်ဂျင်နီယာပညာဖြင့်ပြည်သူကိုအလုပ်ကျွေးပြုလိုသူလက်ရှိအင်ဂျင်နီယာပညာကိုစိတ်ဝင်စားပြီးသင်တန်းပြီးမြောက်အောင်တက်ရောက်နိုင်သူဖြစ်ရမည်မြို့ပြအင်ဂျင်နီယာ AGTI ဒီပလိုမာသင်တန်းအတွက်အရေးချင်းသတ်မှတ်ချက်များမှာအသက်18နှစ်ပြည့်ပြီးသူတက္ကသိုလ်ကောလိပ်တစ်ခုခုမှဘွဲမရမီရန်နာထားသူတို့မဟုတ်တက္ကသိုလ်ဝန်ထမ်းစာမေးပွဲအောင်ပြီးမှာ ရန်သားထားသူတို့မဟုတ်အချိုကောလိပ်အစီအစဉ်မှဒီပလိုမာသင်တန်းပြီးမြောက်အောင်မြင်သူဖြစ်ရမည်ထို့ပြင်ချင်းပြည်ချင်းလန်းတွင်းရှိမိသည့်နေရာတွင်မဆိုမြို့ပြအင်ဂျင်နီယာပညာဖြင့်ပြည်သူကိုအလုပ်ကျွေးပြုလိုသူမြို့ပြအင်ဂျင်နီယာပညာကိုစိတ်ဝင်စားပြီးသင်တန်းပြီးမြောက်အောင်တက်ရောက်နိုင်သူဖြစ်ရမည်ဖြစ်ကြောင်းအတိပေးထုတ်ပြန်ထားသည်ပမာဏရွေးချယ်ခံရသူများသာဝင်ခွင့်အစမဲပွဲဖြစ်ဆိုရမည်ဖြစ်ပြီးဝင်ခွင့်အစမဲပွဲနှင့်ပတ်သက်၍တက္ကသိုလ်ဘက်မှပြန်လည်အကြောင်းကြားပေးမည် ဝေခွဲဆောင်မဲပွဲအောင်မြင်သူများကိုသာတက်ရောက်ခွင့်ပြုမည်ဖြစ်ပြီးပညာရေးအဖွဲ့ချင်းမျိုးသားတက္ကသိုလ်၏ဆုံးဖြတ်ချက်တည်တာလင်အတည်ဖြစ်သည်၆လများကိုသက်ဆိုင်ရာမြို့နယ်ဒေသပညာရေးဌာနနှင့် Ministry of Education Government of Chinland ၏ Facebook page Messenger တို့မှ Google link တောင်းခံ၍ရယူနိုင်သည်ဝင်ခွင့်၆လများကို2025ခုနှစ်နိုဝင်ဘာလ30ရက်နေ့နောက်ဆုံးထားပြီး personal statement CV လိုအပ်သောပညာရည်ချင်းလက်မှတ်အထောက်အထားမိတ်တူများတက်ဆိုင်ရာမြို့နယ်ဒေသပညာရေးဌာန၏ထောက်ခံစာများနှင့်အတူ chinnationaluniversity@gmail.com သို့ပူးတွဲတင်သွင်းရမည်ဖြစ်သည်အချိန်မီမရောက်ရှိသောလျှောက်လာများနှင့်ပြေစုံစွာမဖြစ်သွင်းထားသောလျှောက်လာများကိုထည့်သွင်းစဉ်းစားထားမည်မဟုတ်ကြောင်းတင်နှန်းကြီးဆာရွက်စာတန်းကြီးမှာပါလစဉ်2သိန်းကျပ်သတ်မှတ်ထားပြီးမြေပြင်တွင် တင်နှန်းပြီးဆုံးသည့်အထိအမှန်တကယ်တက်ရောက်နိုင်သူဖြစ်ရမည်ဟုသတ်မှတ်ထားသည် ချင်းပြည်တောင်ပိုင်းမေနံမြို့နယ်အတွင်းလူသားချင်းစာနာထောက်ထားမှုနှင့်အရေးပေါ်တုံ့ပြန်ဆောင်ရွက်ခြင်းဆိုင်ရာလုပ်ငန်းစဉ်များဆောင်ရွက်ရန်စေတနာဝန်ထမ်း3ဦးခေါ်ယူနေကြောင်းမင်းသက် Township IDPS Camp Management Committee ကအောက်တိုဘာလ22ရက်နေ့တွင် ထုတ်ပြန်ထားသည်။လျှောက်ထားလူသူများသည်ဆယ်တန်းအောင်မြင်ပြီးသူမင်းသက်မြို့နယ်အတွင်းနေထိုင်သူ computer, word and excel ြေခံနားလည်ထားသူဖုန်းနဲ့ဖုန်း application များအသုံးပြုတတ်သူအချိန်မရွေးခီးသွားနိုင်သူ ဖြစ်ပြီးဆိုင်ကယ်မောင်းနိုင်သူ ပြင်နိုင်သူဦးစားပေးမည်ဖြစ်က အသက်18နှစ်နဲ့35နှစ်အကြားရှိသူဖြစ်ရမည်ဖြစ်ပြီးအခြေခံလစာ3သိန်းနဲ့စာချုပ်ချုပ်ရမည်ဖြစ်သည်လျှောက်ထားလူသူများသည် mindat.itpcamp71@gmail.com သို့ cv form ကို 2025ခုနှစ်အောက်တိုဘာလ31ရက်နေ့တွင်နောက်ဆုံးထားပြီးပေးပို့လျှောက်ထားနိုင်ကြောင်းအသိပေးထုတ်ပြန်ထားသည်ချင်းပြည်ပါဝင်နိုင်ငံအနှံ့တွင်အောက်တိုဘာလ1ရက်နေ့မှ22ရက်နေ့အထိဂျမ်ဘတ်စစ်ကောင်စီတပ်၏တပ်ခိုက်မှုကြောင့်ကလေးသူငယ်28ဦးသေဆုံးခဲ့ကြောင်းနိုင်ငံရေးအကျဉ်းသားများကူညီဆောင်ရှောက်ရေးအသင်း AAPP ကအောက်တိုဘာလ22ရက်နေ့တွင်ထုတ်ပြန်ထားသည် AAPP မှ ကောက်ယူထားသည့်တရင်ချက်လက်များအရအသက်18နှစ်အောက်ကလေးသူငယ်မိန်းကလေး25ဦးနဲ့ယောက်ျားလေး23ဦးစုစုပေါင်း28ဦးတိတ်ဆုံးခဲ့ပြီးအမင်းနှစ်တကွအတီးပြုတ်နိုင်ခဲ့ကြောင်းဆိုသည်ထိုတိုက်ခိုက်မှုတွင်စကိုင်းတိုင်းမှ8ဦးနှင့်ရှမ်းပြည်နယ်မှ8ဦးအသီးသီးတိတ်ဆုံးခဲ့သည့်အများဆုံးဒေသများဖြစ်ကချင်းပြည်နယ်တွင်ကလေးသူငယ်5ဦးတိတ်ဆုံးခဲ့ပြီးထိုတိုက်ခိုက်မှုအထက်တွင်23ဦးမှလေးချောင်းတိုက်ခိုက်မှုကြောင့်တိတ်ဆုံးခဲ့ရခြင်းဖြစ်ကြောင်း AAPP ကအတည်ပြုထားသည်အာဏာသိမ်းမှုဖြစ်ပွားသည့်2021ခုနှစ်ဖေဖော်ဝါရီလ1ရက်နေ့မှ2025ခုနှစ်အောက်တိုဘာလ22ရက်နေ့အထိတည်ဆုံးခဲ့သူတွေများမှာ9398ဦးရှိကြောင်းထို့ပြင် နေဦးဒေါ်လာရင်းနှင့်ဆက်ဆက်၍ဖမ်းဆီးခံခဲ့ရသူ စုစုပေါင်း29854ဦးရှိပြီးထို့ထဲတွင်12544ဦးမှာထိန်းသိမ်းခံနေရဆဲဖြစ်ကား ထိန်းသိမ်းခံရသူများအနက်မှ11245ဦးမှာထောင်ဒဏ်ချမှတ်ခံထားရကြောင်း AAPP ကဖော်ပြသည်ချင်းပြည်နယ်ကံပလက်မြို့မြို့မအမတ်နေရွက်ကဆယ်မိုင်ကုန်းမင်္ဂလာဆောင်ဝဲကိုအော်တိုဘာလ24ရက်နေ့နနက်9:00နာရီမိနစ်20ဝန်းကျင်တွင်အချမ်းဘတ်စစ်ကောင်စီတပ်ကလေကြောင်းဖြင့်ပုံကျဲတိုက်ခိုက်သောကြောင့်၄ဦးအသက်သေဆုံးပြီး၅ဦးထပ်မံတံရရရှိခဲ့ကြောင်းနောက်ဆက်တွဲသတင်းကိုဒေသခံများထံမှသိရပါသည် CDF ကံပလက်စစ်ဦးစီးချုပ်ဆလိုင်းအောင်လင်းဤမင်္ဂလာပွဲကျင်းပနေစဉ်အကြံဖတ်စစ်ကောင်စီတပ်ကလေကြောင်းဖြင့်နှစ်ကြိမ်ဘုံကျဲတက်ခတ်ခဲ့ခြင်းဖြစ်ပြီးဘုံကျဲတက်ခတ်မှုကြောင့်မင်္ဂလာပွဲတက်ရောက်သော NLD လွတ်တော်အမတ်ဟောင်းဦးဆန်ခင်ဤသားဦးခင်မောင်ရင်အပါအဝင် အမျိုးသား၃ဦးနဲ့ CDF ကံပလက်ရဲမေ2ဦးစုစုပေါင်း၄ဦးတည်ဆုံကြောင်းစစ်ရေးတည်င်းအရေးမြတ်မှသိရပါဗျာ။ မင်္ဂလာဆောင်ပွဲနေရာကိုပုံကျဲသွားတာပါထိခိုက်သေးဆုံးသူ၄ဦးရှိပါတယ်ထိခိုက်ဒဏ်ရာရရှိသူတွေ15ဦးထပ်မနေဘူးတရင်ရလို့ပုံကျဲတာပဲဖြစ်တယ်တကယ်ဝမ်းနည်းစရာကောင်းတယ်လို့ကံပလက်ဒေတာခန်တူကပြောပါတယ်ထိခိုက်ဒဏ်ရာရှိသူ15ဦးကျော်တဲ့တွင်လဲ9ဦးမှဒဏ်ရာပြင်းပြင်းထန်ထန်ရရှိထားကြောင်းဒေတာခန်များကပြောပါတယ် CDF ကံပလက်စီဦးစီးချုပ်စလိုင်းအောင်လေးနဲ့မတ်တမ်မြူးမန်တို့ဤ မင်္ဂလာအောင်ပွဲအခမ်းအနားကို ULAAA မှတမူးတချို့နဲ့ချင်းဒေါ်လာရေးတက် ရောဒေါ်လာရေးတက်မှခေါင်းဆောင်တချို့တက်ရောက်ခဲ့ကြောင်းဒေသခံများကပြောပါတယ်ကြီးစုနားဆင်ပေးတဲ့အတွက်ကျေးဇူးတူးတင်ရှိပါတယ်ကျွန်တော်ဒေါမတ်စ်ပါ thank you